နော်လိမ္မော်ရောင်ပြင်းပြင်းလေးတုံးထားပါတယ်အဲ့လိုဆိုဇီဆိုဟာပန်းရဲ့အတွင်းထဲအရောင်ကကျွန်တော်ဒီလိမ္မော်အရောင်လေးဖြစ်လို့ပါโอเคအရွက်ကလေးတွေကိုတော့ကျွန်တော်ဒီအရွက်ကလေးတွေကိုတော့ကျွန်တော်တို့ဒီ sub grain လေးတုံးထားတယ်ပြီးကြတော့ဒီအရင်ပိုင်းလေးတွေကိုကြတော့ sub grain နဲ့အာ ultra grain လေးနဲ့နည်းနည်းရောထားတယ်ပေါ့နော်တချို့အလင်းတောက်တဲ့နေရာလေးမှာကြတော့ကျွန်တော် yellow grain နဲ့အဲဟိုဟာပေါ့နော်ဟိုဘန်စီယာနလီနည်းနည်းလေးထည့်ပြီးတော့ကျွန်တော်ကျွန်တော်ဟိုဘာကောမလဲကိုဘဘလူးလေးရောထားတယ်ပေါ့နော် โอเค background မှာတော့ကျွန်တော်ဒီ deep green နဲ့ banziana နဲ့နဲ့ထည့်တယ်ပြီးတော့ဒီအရွယ်ရင်းတဲ့ဘိုင်းတွေကိုကြာတော့ကျွန်တော်ဒီဟိုဟာတုံးထားတယ်ဗောနော် deep green နဲ့ banziana ရေပြီးတော့ papel လေးနည်းနည်းလေးရော့ထားတယ်အရင်ရင်းနဲ့ပြီးတော့ကျွန်တော်ရေရေကိုနှုတ်ထုတ်တဲ့နည်းကိုအသုံးပြုထားပါတယ်အပြီးကြာတော့ကျွန်တော်ဒီအရင်ရင်းတဲ့ဘိုင်းတွေမှာကြာတော့ဒီ papel ရေ banziana ရေအဲ pression blue ရေဗောနော်တုံးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်